Hi everyone ဒီ vlog လေးမှာတော့ tap water ကိုဘယ်လို safe ဖြစ်တဲ့နည်းနဲ့တောက်သုံးတယ်ဆိုတာလေးကို sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ရေပိုက်ကောင်းကရေကိုပဲ eco friendly နည်းလေးနဲ့တန့်စင်ပြီးတောက်ဖို့အတွက် Amazon ကနေ Aqua Optima Filter Jug လေးဝယ်ထားပါတယ်။2.5 liter size jug ကိုမှာထားတာပဲဖြစ်ပါတယ်။ order မှာထားတာလေးရောက်ပြီဆိုတော့ unboxing လုပ်ပါမယ်။ဒါကတော့မှာထားတဲ့မာချမုံလေး။ကဲဒါကတော့ filter ပါတဲ့ jug ပေါ့နော်။ဒါကတော့မှာလက်စနဲ့ collagen စည်းပူးပါမှာထား ထမအုပ်ဆုံးအနေနဲ့သူများ unboxing လုပ်တဲ့ video တွေအတိုင်းကိုရလက်သေးဒုံဒီလေးနဲ့ဘူးကိုကလောက်ကလောက်လို့ခောက်ကြည့်ခဲ့ပါတယ်။မာထားတဲ့ jack ရဲ့ filter ၃ခုရဲ့73ပေါင်ပဲပေးရပါတယ်။ filter တစ်ခုကတလားတိတိအသုံးခံတယ်လို့ပြောထားပါတယ်။ကဲပထမအုပ်ဆုံးရေတန့်စင်ပေးမဲ့ filter လေးတက်ပါမယ်။ဒီဖီတာလေးတွေကကုံသွားရင်ဖီတာကြီးတဲ့တတ်တတ်ပြန်မာလို့ရပါတယ်။စကော့တလန်ကလူတွေကတော့သူတို့ရဲ့ရေကတော့အရန်ကိုတန့်စင်တယ်လို့ပြောပါတယ်။သူတို့တွေလည်းဒီထက်ဘွားသားကိုပဲတောက်ကြတာပါ ဘလောက်ပဲတန့်စင်နဲ့ပြောပြောရေပိုက်ကနေမမြင်နိုင်တဲ့ပိုးမွားတွေပါလာနိုင်ပါတယ်အရင်နှစ်တွေတုန်းကတော့ကျွန်မရေတပ်မှုတွေဝယ်တောက်တာပါနောက်တော့ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ရေကိုကြိုချက်ပြီးအေးခံပြီးတောက်ပါတယ်အခုတော့နီလန်ကောင်းလေးရှာဖွေတွေးရှိထားပါပြီရေကိုအခုလိုဖေတာလေးနဲ့ပဲစစ်ပြီးတောက်ပါမယ်ရေနှွေးတဲ့စရာလည်းမလိုတော့ဘူးရေတပ်မှုလည်းဝယ်စရာမလိုတော့ဘူးဒါကတော့ eco friendly နီးအဖြစ်ဆုံးရေတန့်ဆက်တွေလည်းဝယ်တတ်စရာမလို့ ဒီဖေတာလေးတွေကတော့တလောက်ကိုတစ်ခုပုံမှန်လဲပြီးသွားရမှာပဲဖြစ်ပါတယ်။ကဲ budget trader တန်းစင်ကြားမာတဲ့နီးနဲ့ရေတောက်သုံးချက်ဖို့တိုက်တွန်းရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတော့မယ်နော်။ရေအေးလေးတောက်ချင်တဲ့ဆိုရင်လည်းရေခဲတက်တာလေးကိုဘူးလိုက်ထည့်ထားလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။